အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ crypto ဈေးတွေကျွန်တော်တို့တက်တယ်လို့ယူဆပြီးတော့ကျွန်တော်တို့ crypto မှာရင်းနှီးမြှုပ်နှံမှုအတွက် bitcoin တွေဝယ်ထားရမလဲဆိုတော့မိကုန်းပေါ်မှာကျွန်တော် project 3ခုကိုကျွန်တော် knowledge sharing နဲ့မျှဝေပြီးမှဖြစ်ပါတယ် okay ပထမဦးဆုံး꽌ရကြတော့ကျွန်တော်တို့က market cap 129 million နီးပါးရှိတဲ့ Binance မှာ rank number က324ရှိတဲ့ U share ပါ ဟုတ်ပြီနော်အဲ့ project အကြောင်းကိုကျွန်တော်အကြမ်းပြပြောမယ်ဆိုလို့ရှိရင် you share protocol ကကြတော့ကျွန်တော်တို့ RWA လို့ခေါ်ရ real world assets တွေကို tokenize ပြုလုပ်မှာပြုလုပ်ပြီးတော့ကျွန်တော်တို့ define နဲ့ traditional finance နှစ်ခုကြားကိုသူကချိတ်ဆက်ရယူရထားတဲ့ project တစ်ခုဖြစ်ပါတယ်အဲ့တော့ decentralized governance နဲ့ကိုအသုံးပြုပြီးတော့အာကျွန်တော်အသုံးပြုသူများကိုသူ့ရဲ့ system ရဲ့အနာဂတ်ကိုဘုံဖော်ဖန်တည်ရခွင့်ရေးလည်းပေးထားတဲ့ token တစ်ခုဖြစ်တယ်ဟုတ်ပြီနော် you share ကကျွန်တော်တို့က governance token ဖြစ်ပြီးတော့ ဟိုတာတွေကိုသူရဲ့ system မှာအရေးကြီးတဲ့မဲမဲမဲခွဲဆုံးဖြတ်ချက်တွေမှာပါဝင်ခွင့်လည်းပေးထားတယ်။နောက်တစ်ခုကကျတော့ကျွန်တော် treasury စီမံခန့်ခွဲမှုလည်းပေးထားတယ်။အမြဲအဲ့အဲ့ treasury စီမံခန့်ခွဲမှုနဲ့ကျွန်တော်အမြဲအစုံးတွေကိုကျွန်တော်တို့ဖြန့်ဝေမှုမှာလည်းကျွန်တော်ပါဝင်ခွင့်ပေးထားတဲ့ token တမျိုးဖြစ်ပါတယ်။ token ရဲ့90ရာခိုင်နှုန်းကို community ကိုဖြန့်ဝေထားပြီးရော10ရာခိုင်နှုန်းကိုတော့ကျွန်တော် insider တွေနဲ့ကျွန်တော်တို့ရင်းနှီးမြှုပ်နှံသူများကိုကျွန်တော်ခွဲဝေပေးထားတာဖြစ်ပါတယ်။ ဒါကတော့ token number 1ပေါ့နော် ushare ပေါ့ကျွန်တော်တို့ market မှာဘာအောင်ရင်ကြည့်လိုက်မလဲဆိုတော့ကျွန်တော် ushare ဆိုရဲ token ကိုရင်ကြည့်လိုက်တာပေါ့နော် okay ဒီမှာကျွန်တော်တို့ ushare ဆိုရဲ token လေးကိုကြည့်လိုက်မယ်နော်ဟုတ်ပြီနော်အဲ့တော့ ushare ဆိုရဲ token လေးရဲ့အဲခုနကကျွန်တော် project အကြောင်းလေးကိုကျွန်တော်ကြမ်းပြပြောထားပြီးတယ် ဟုတ်ပြီနော်ဒီမှာအာပြန်ကြည့်လိုက်ရတဲ့ market market cap ဒီ rack number ဒီဟုတ်ပြီနော်အာ circulation supply နဲ့ maximum supply တို့တဲ့ supply order height ဒီ order low တွေပေါ့နော် okay ဒါလေးတွေတော့ကျွန်တော်တို့ဒီ project တစ်ခုမှာရင်းနှီးမြှုပ်နှံမယ်ဆိုလို့ရှိရင်တော့ဒါလေးတွေတော့သိရမယ် order height ကဘယ်လောက်အထိကျွန်တော်တို့သူကတက်ခဲ့လဲအဲ order low ကဘယ်လောက်အထိတက်ခဲ့အဲဘယ်လောက်အထိကျခဲ့လဲပေါ့နော်အဲ့ဒါလေးတော့သိရမယ် okay ကျွန်တော်တို့ကဒီ token ကိုဘာကြောင့်ဒီအချိန်မှာဝယ်ပြီးတော့ရင်းနှီးမြှုပ်နှံတင်လာလဲဆိုတဲ့အကြောင်းကိုဟောခုနကကျွန်တော် project သူ့ရဲ့ project ရဲ့ UI ချက်ကိုကျွန်တော် ့အကြမ်းမြင်10 minutes အားလုံးကျွန်တော် view share ကိုကျွန်တော်ပြောထားပေးတယ်အဲ့တော့ဒီမှာကျတော့ကျွန်တော်တို့က market ကိုကြည့်ရမှာပေါ့နော် market ရဲ့အဲဟိုပေါ့ဒီဈေးကိုတစ်ချက်ကြည့်ရအောင်ပေါ့နော်ဘာကြောင့်ကျွန်တော်ကဒီချိန်မှာ သူ့ကိုရင်းနှီးမြှုပ်နှံဖို့အတွက်ကျွန်တော်တို့ရဲ့အဲ risk free money နဲ့ကျွန်တော်တို့ကရင်းနှီးမြှုပ်နှံဖို့အတွက်ဝယ်ထားတဲ့နဲ့တက်နိုင်တက်နိုင်သလောက်ပေါ့ဗျာကျွန်တော်တို့အများကြီးဝယ်ထားတာမဟုတ်ဘဲနဲ့ကျွန်တော်တို့က long term ခိုင်ထားမှာဖြစ်တဲ့ကြောင့်ဒီငွေကဒီထဲမှာစုနေမှာဗျာအာဒီငွေကဒီထဲမှာဥနေမှာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကအာရေရှည်ခိုင်ထားခြင်းနဲ့သူတွေအတွက်ဆိုလို့ ရှင်ကျွန်တော်တို့ဟိုဟိုအဆင်ပြေတယ်ဒီနေ့ဒီနေ့ဝယ်လာပြီးတော့နောက်နေ့နည်းနည်းမြက်လို့ထုတ်ရောင်းလိုက်တယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ဒီမှာ landscape book ကိုပြောင်းလဲဆိုလို့ဆိုရှင် u shape ကိုကြည့်လိုက်ဈေးတန်းကိုကြည့်လိုက်ဟုတ်ပြီနော်ဒီမှာ तू ကဒီမှာ all time height ကခုနပြောခဲ့တဲ့အတိုင်းပဲ1.65ဟုတ်ပြီနော် all time low ကကြတော့ဒီနေရာမှာရှိတာပေါ့နော်ဒီနေရာမှာရှိတာဟုတ်ပြီနော်အဲ့တော့ ကျွန်တော်တို့ကခရစ်တိုတခုယူနီမြုံနံမို့ဆိုလို့ရှိရင်ဘယ်တော့မှကျွန်တော်တို့က all time high မှာခရစ်တိုတခုကိုကျွန်တော်က investment လုပ်ဘူးအဲ့တော့ရသမျှကိုအ ਨੇ ဆုံးဈေးနဲ့သူ all time low ဖြစ်ခဲ့တဲ့ဈေးအား0.1057မှာဆိုလို့ရှိရင်လက်ရှိဈေးနဲ့ဆိုရင်ကျွန်တော်တို့ကသိမကွာဘူးအဲ့တော့ကျွန်တော်တို့ကဒီဈေးတက်အထိတက်ခဲ့တဲ့ တိုကင်တစ်ခုကကျွန်တော်တို့ဒီဈေးမှာကျွန်တော်လက်ရှိ0.1493ရှိတယ်ဗျာဆိုလိုတာဟုတ်ပြီเนาะအဲ့တော့ investment တစ်ခုလုပ်မယ်ဆိုရင်ဒီ all time high ကြီးမှာလိုက်ပြီးတော့မဝယ်ဘူးပြီးတော့ဒီလိုနေရာတွေမှာကျွန်တော်တို့ကဒီလိုဈေးတန်းတွေမှာလိုက်မဝယ်ဘူးအ ਨੇ ဆုံးရသမျှ dip ပေါ့เนาะဟိုးအောက်ထိတူးပြီးတော့มาတာအောက်ဆုံးဆင်းသွားခဲ့တဲ့အဲဈေးအ ਨੇ ဆုံးရတဲ့ဈေးမှာကျွန်တော်တို့ဝယ်ပြီးတော့ invest လုပ်ထားမယ်အဲ့တော့ဒီဈေးတန်းကအချိန်တစ်ခုကြာလို့အပေါ်ပြန်တက်လာတဲ့အချိန်မှာကျွန်တော်တို့ကအဲ့ဒီဟာကိုကျွန်တော်တို့ကပြန်ထုတ်ရောင်းပြီးတော့အကျိုးမြတ်ကိုယူရတဲ့သဘောကိုဆိုလိုတာပါဟုတ်ပြီเนาะဒါဘာကြောင့် use share မှာကျွန်တော်တို့ဒီအချိန်မှာ use share ကိုကျွန်တော်တို့တက်နိုင်တဲ့အငွေအမောက်ပမာဏနဲ့ဝယ်ထားတင်တယ်ဆိုတဲ့ဟာကိုကျွန်တော်ရှင်းပြပေးတာဖြစ်ပါတယ်ဟုတ်ပြီเนาะအဲ့တော့ဘယ်တော့မှအထူးမှတ်ထားမှာက investment လုပ်တယ်ဆိုလို့ရှိရင်ဘယ်တော့မှဒီ market ရဲ့ဒီ all time high မှာကျွန်တော်တို့ မဝယ်ပါဘူး ETH မှမဝယ်ပါဘူးเนาะ all time အဟိုအအအရင်ဆုံး buy the dips လို့ခေါ်တဲ့ဟိုးအောက်ဆုံးဈေးမှာပဲကျွန်တော်ဝယ်ပါတယ်နောက်ထပ် token number 2 2အကြာဘာလဲဆိုတော့ကတော့ market cap က380 million ရှိပြီးတော့ Binance မှာ rank number က162ခုရှိတဲ့ Mantra ပါ Mantra ဆိုတာ OM ပါ OM token ပါအဲ့တော့ဒီ token အကြောင်းကိုအကြမ်းမြင့်ပြောရမယ်ဆိုလို့ရှိရင်သူကကြတော့ ဒီငွေကြေးငယ်ပယ်မှာတကယ်ရှိနေတဲ့အဲပစ္စည်းတွေ AWS ပေါ့နော်ကျွန်တော် reward access တွေကို token အဖြစ်ပြောင်းလဲဖို့ရည်ရွယ်ထားတဲ့ layer 1 blockchain တစ်ခုဖြစ်ပါတယ် Cosmos SDK ပေါ်မှာတိစောက်ထားပြီးတော့ Inter blockchain communication ICBU အသုံးပြုပြီးတော့ blockchain များကြားကိုကျွန်တော်ဆက်သွယ်နိုင်စွမ်းရှိတဲ့ token အမျိုးအစားတစ်ခုဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ကဒီ om ကို stake လုပ်ခြင်းမှာအဖြစ်ဘာဖြစ်လို့ဆိုတော့ mantra ရဲ့ block blockchain ရဲ့ proof of stake ဖြစ်တဲ့ကျွန်တော် POS စနစ်ကိုအားဖြစ်နိုင်တယ်ပြီးတော့ကျွန်တော် om ကိုင်ဆောင်သူတွေကကြတော့ mantra တောင်မှာမဲပေးတာတွေပြုဝင်ပြောင်းလဲမှုအတွက်အကြံပြုချက်များကိုလည်းကျွန်တော်လုပ်နိုင်တယ်။ mantra စနစ်အတွင်းမှာကျွန်တော်ငွေလွှဲမှုအတွက် on token ကိုကျွန်တော်တို့အသုံးပြုပြီးတော့ပေးချလို့ရတယ်။2025မှာ april မှာ on zin နှုန်းတွေကကျဆင်းသွားတာကျွန်တော်တို့အကုန်လုံးအတိပဲ။ကျဆင်းခဲ့တာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအတွက် mantra ရဲ့အဖွဲ့အစည်းကအတန်း300လောက်ကိုကျွန်တော်တို့ on token ကို ban လုပ်ခဲ့တယ်။ ban လုပ်ခဲ့တယ်ဆိုတာက mishu ဖြတ်စည်းပစ်လိုက်ခဲ့တယ်။ဘာကြောင့် mishu ဖြတ်စည်းပစ်လိုက်တာလဲဆိုတော့သူ့ရဲ့ အောင်တိုကင်ရေအတွက်ရှားလာတာနဲ့အများဈေးပြန်တက်လာအောင်လို့သူ့ထဲမှာရှိနေတဲ့တန်း300အောင်ကိုကျွန်တော်တို့ဘန်းလောက်လုပ်ခဲ့တယ်ပေါ့နော်မားကတ်မှာတစ်ချက်သွားပြီးတော့ကြည့်ကြည့်အောင်ဗျ okay အောင်ငုံကိုတစ်ချက်ကြည့်လိုက်မယ်ဆိုရှင်ကျွန်တော်ဟိုဘက် market cap တွေပါညာရေကတော့ခုအောင်ငုံကိုကြည့်လိုက်တော့เนาะဒီပါဆိုလို့ရှင်အောင်ကလည်းအဲ့တိုင်းပဲကျွန်တော်တို့ကဒီမှာ all time high ကကျွန်တော်တို့ကဒီမှာကြည့်ကြည့်လိုက် 9.10ပေါ့နော်9.10ကိုကျွန်တော်တို့ all time high တက်ခဲ့တယ်ဒီမှာဆိုလို့ရှိရင် all time low ကကြတော့ဒီမှာ3.0.35063မှာကျွန်တော်တို့အောက်မှာကန့်နေပြီဟုတ်နော် အောက်မှာကန့်နေပြီဖြစ်တဲ့အတွက်ကြောင့်ဒီမှာသူ့မှာတော့အောက်ထက်နည်းနည်းထပ်ဆင်းစရာတော့ရှိသေးတယ်ဗျာလက်ရှိရောက်နေနေအောင်ပြောချင်တာပါခုနဟာလीအောက်ဆင်းစရာလေးနည်းနည်းပဲရှိတော့အဲ့ဒီချိန်မှာတော့ကျွန်တော်တို့ကအောက်ဆင်းရင်လည်းဆင်းပါဗျာဒါပေမဲ့ဝယ်ထားတဲ့တဲ့တိုကင်ထဲမှာတော့ဟောကျွန်တော်တို့ကပါတယ်ဘာဖြစ်လို့လဲဆိုတော့သူကဈေးကအာ all time အာလိုးပေါ့နော်အနေဆုံးရောက်ခဲ့တဲ့ဈေးထက်မတိမ်မရင်ဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့ကအဖြစ်နိုင်တော့ဟိုအောက်ဆုံးဈေးမှာတော့ဝယ်လို့ရတယ်ဒါပေမဲ့အဲလုံးဝအာအောက်ဆုံးဈေးကိုတွားခြင်းမှလည်းတွားတော့ပဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့က on ကကြတော့သူ့ရဲ့ဒီမှာရှိနေတဲ့ on token ကျွန်တော်ကတန်း300လောက်ကိုဘန်းတော့လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်ဈေးပြန်တက်ဖို့သူက try နေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့က ဒီကောင်ကိုလည်းကျွန်တော်တို့ကယင်းနှိမ့်မြှုပ်နှံမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တတ်နိုင်တဲ့ပမာဏလေးနဲ့အဲပြန်ပြီးတော့ယင်းနှိမ့်မြှုပ်နှံမှုအတွက်ဝယ်ထားတဲ့ coin တွေမှာပါတယ်ပေါ့နော်။ဘာလို့ဆိုတော့သူစီကအောက်ကိုထိုးကြနေပြီဖြစ်တော့။ဟုတ်ပြီနော်။ Okay ဒါလေးတစ်ခုရှိမယ်။နောက်တစ်ခုကိုကြွားကြည့်အောင်။ market မှာ market cap က6.51 billion လောက်ရှိပြီးတော့ကျွန်တော် Binance ကရန်နံပါတ်က23မှာရှိနေတယ်။ Uniswap Uni ပါ။အဲ့ဒီ token လေးကကြတော့ဘာလဲဆိုတော့ကျွန်တော်2000 ၁၈မှာကျွန်တော် header တမဖန်တီးပြီးခဲ့ပြီးတော့၂၀20မှာကျွန်တော် issue လုပ်ခဲ့တယ်ဗောနော်။အော် launch လုပ်ခဲ့တယ်။ Nemeji decentralized DEX exchange တခုပဲဖြစ်ပါတယ်။ Okay အဓိကအဖြစ်တော့ကျွန်တော်တို့ Ethereum blockchain ပုံမှန်တိစောက်ထားပြီးတော့ကျွန်တော်တို့ ERC20 token တွေအတွက်အလွယ်တကူလဲလဲနိုင်တော့ automated market maker EMM model အသုံးပြုထားတဲ့ token တခုဖြစ်ပါတယ်။ market မှာတစ်ချက်သွားပြီးတော့ကြည့်ကြည့်အောင်ဗျ။ Okay okay uni လက်တစ်ချက်လောက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်း uni လဲထိုနီးလကောက်မယ်ဒီမှာကျွန်တော်တို့ all time high က အာ19မှာရှိရပါတော့19တက်တမ5မှာရှိတာဟုတ်ပြီနော်19တက်တမ5မှာရှိတာအာလက်ရှိတော့ကျွန်တော်တို့ကအာအတက်ဘက်ကိုပြန်ပြနေပြီပေါ့နော်အတက်ဘက်ကိုဟိုကျွန်တော်တို့ပြန်ပြနေတယ်အာ bind the dip ကတော့အာဟိုအောက်ဆုံးဈေးတန်းကတော့ကျွန်တော်တို့က ဒီနေရာလေးဖြစ်နေမှာထင်တယ်နော်။ဟိုအောက်ဆုံးဈေးတန်းကတော့3.5လို့ပါလို့ညာလို့ပေါ့နော်။အောက်ဆုံးဈေးတန်းဒါပေမဲ့ဒီနေ့ဒီ token ကလည်းကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်အဲဝယ်တင်တဲ့ကျွန်တော်တို့ဈေးတန်းထဲမှာလည်းပါတယ်ကိုတက်နိုင်တဲ့ငွေပမာဏနဲ့ကျွန်တော်တို့ကအာ invest လုပ်ထားလို့ဟိုရတယ်အာဒီ crypto bull run ပြန်လာပြီဆိုလို့ရှိရင်ဒီ token တွေကကြတော့ကျွန်တော်တို့ project ကောင်းရင် ကောင်းတယ်လို့ကျွန်တော်တို့ဈေးတက်ဖို့ရှိတယ်။ဒါပေမဲ့အဲဘယ်မှာလဲဆိုတော့ကျွန်တော်တို့က risk ကတော့နေရာတိုင်းမှာရှိတယ်။ဒီ project က fail းသွားလို့ဟိုကျွန်တော်တို့ဝယ်ထားတဲ့ token တပြားမှမတန်တာလည်းဖြစ်နိုင်သလိုကျွန်တော်တို့ဟိုဝယ်ထားတဲ့ token ကတအားမြတ်သွားတဲ့ token မျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါအကြတော့လက်ရှိအောက်မှာဈေးအောက်တန်းရောက်နေတဲ့ token မျိုးပဲကျွန်တော်ပြောထားတာဖြစ်တယ်အဲ့တော့အာတခြားအရေးကြီးတဲ့ လုံးဝလက်လွတ်လို့မရတဲ့ token တွေလည်းရှိသေးတယ်အဲ့ဒါနောက်တစ်ပိုင်းပြောပြမယ်ဝယ်တော့မဝယ်သင့်သေးဘူးပေါ့နော်အဲ့ကောင်တွေကကျတော့ဈေးကနေနဲ့မြင့်နေသေးတယ်ဖြစ်တယ်ဒီကောင်လေးတွေကတော့ဈေးကတော့တော်တော်ကြီးကို fair ဖြစ်တဲ့ဈေးအနေထားမှာရှိနေတဲ့အတွက်ကြောင့်ကျွန်တော်ဒီ video လေးကိုလုပ်ပေးပြီးတော့ဘာဝယ်ရမလဲဆိုတာကိုကျွန်တော် knowledge share နေနဲ့လုပ်ပေးထားတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် YouTube channel ကို like and subscribe လုပ်ပေးကြပါဦးခင်ဗျာ